ကျွန်တော်မြင်တာကျွန်တော်ပြည်သူရဲ့ဒီအနာဂတ်ကကျွန်တော်လက်ထက်မှာပဲရှိတယ်တောက်ကြည့်သူတွေ dividend blaming card ချောက်ကိုယ့်အိမ်ကဆပြီးတော့ဆက်ကျင်မရမယ်ကျွန်တော်အိမ်လေးမှာเนาะကိုယ့်ရဲ့ညီမတွေကိုယ့်ရဲ့အိမ်အိမ်သားတွေဖိနှိပ်ခံရတယ်ဆိုရင်ကိုယ်ကိုယ်တိုင်ကဖိနှိပ်သူမဖြစ်အောင်လုပ်ရမယ်နောက်အဲ့ဖိနှိပ်မှုဖိနှိပ်မှုတွေကိုမြင်ရင်လည်းမြင်တဲ့အတိုင်းပဲပြောရမယ်ဖိနှိပ်သူကိုကျွန်တော်တားရမယ်ဖိနှိပ်သူကိုရက်တန့်ရမယ် ဆိုအဲ့ဒီရင်ကျင်းမှုအိန္ဒိယကစကျွန်တော်တို့စစတင်နိုင်မယ်ဆိုရက်ကွက်တီးကြောင်းနေအလုပ်ငန်းနေနိုင်ငံနေဒါတွေဖြစ်လာကျွန်တော်မြင်တာကျွန်တော်ပြည်သူရဲ့ဒီအနာဂတ်ကကျွန်တော်တို့လက်ထက်မှာပဲရှိတယ်ပြောရရင်ယနေ့ကြုံနေရတဲ့ဖြစ်ပျက်တွေဟာတသက်သက်မဲ့ထဲဘယ်တော့မှမရှိဘူးအမြဲတမ်းပြောင်းလဲနေတယ်ပြောင်းလဲအောင်လဲကျွန်တော်တို့လုပ်နိုင်စွမ်းရှိတယ်အဲ့တော့မနေ့ပြန်ကိုကျွန်တော်တို့ဘာဖြစ်ချင်လဲဆိုတာယနေ့ဘာလုပ်နေရလဲစိုင်နေပေါ့နော်ယနေ့ကာလမှာကိုပတ်ဝန်းကျင်ကိုမိသားစုကိုနိုင်တာနဲ့ ပြန်ပြီးတော့အကျိုးပြုနေတယ်ဆိုတော့ပြောတဲ့မတရားတဲ့အတွေးခေါ်တွေနောက်အာနာရှင်စနစ်တွေကိုကိုယ်အိမ်ထဲမှာအစဆန့်ကျင်နေရဲဆိုကျွန်မမြင်တာကျွန်တော်လမ်းကြောင်းမှန်ပေါ်မှာရှိတယ်ဘလောက်ပဲဘယ်သူမှကိုယ်နဲ့အတူမရှိနေလဲဆက်ရက်တည်နိုင်တယ်ဆက်လုံနိုင်တယ်ဆက်သွားနိုင်တယ်အဲ့တော့တကမာလုံးနဲ့တယောက်ပဲဖြစ်နေပါစေတကမာလုံးနဲ့တက်နိုင်ငယ်ပဲဖြစ်နေပါစေเนาะကျမတို့ကဆက်ပြီးသွားရမယ်ဆိုတော့အဲခံယူချက်ကနေရှေ့ဆက်ရင်တော့ကျမမြင်တာကျမတို့နောက်အနာကမျိုးဆက်မှာအနည်းဆုံးတော့ကိုယ်အိမ်ထဲမှာတော့ အနာရှင်ရှိတော့ဘူးပေါ့နော်အဲဒီလိုနဲ့ကျွန်တော်တို့သွားလို့ရမယ်လို့ထင်ပါတယ်